အခုမြင်တွေ့နေရတဲ့ဘရာဇီးနိုင်ငံကဒီကျုံးကမွေးကြောက်တဲ့လူတွေကိုအိမ်မက်ဆိုးတွေပေးနိုင်မဲ့မွေးကျုံးပါ။ဘာကြောင့်လဲဆိုတော့ဒီကျုံးပေါ်မှာမွေးစုစုပေါင်း၄သိန်းလောက်ထိတောင်မှရှိနေလိုပါပဲ။တင်းချီတဲ့ဒီမွေတွေကသမုဒ္ဒရာအလဲကကျုံးသေးသေးလေးတစ်ကျုံးပေါ်မှာမဲမမသွားနိုင်မဲ့ပိတ်မိနေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကရေခဲခေတ်ကုန်တော့ပင်လယ်ရေတွေကမြင့်တက်လာပြီးတော့ကျုံးမကြီးနဲ့ဒီကျုံးလေးကအဆက်ပြတ်သွားခဲ့ပါတယ်။ ဒါကြောင့်မွေးလေးလည်းဒီကျုံလေးပေါ်ကနေဘဲမမသွားနိုင်မဲနဲ့ပိတ်မိနေပြီးတော့နှစ်ထောင်ပေါင်းများစွာဆက်လက်ရှင်တန်ခဲ့တာဖြစ်ပါတယ်။မွေးအကောင်ရေတင်းချီရှိတဲ့ဒီကျုံးပေါ်မှာအစိပ်ပြင်းပြီးတော့ရှားပါးမွေမျိုးစိတ်တွေလည်းရှိနေပါဗျ။အကျေအဝင်းအနေနဲ့ကတော့ဒီကျုံးက106အေကလောက်ပဲရှိပါဗျ။ဒါကြောင့်တင်းချီရှိတဲ့မွေတွေအတွက်ကတော့ဒီကျုံးကသေးတယ်လို့တောင်ဆိုနိုင်ပါဗျ။ပြီးတော့အစိုးရကလည်းဒီကျုံးပေါ်ကိုအပြည့်အဝလာရောက်ခွင့်ကိုအကြောင်းနှစ်ခုကြောင့်ပိတ်ပင်ထားပါဗျ။ ဒါကအစိပ်ပြင်းမှုကြောင့်လူတွေဒုက္ခရောက်မှာကြောင့်လည်းလူတွေကြောင့်မွေးတွေဒုက္ခရောက်မှာဆိုတဲ့အတော်ဖြစ်ပါတယ်။ဒီကျုံးပေါ်မှာရှာပါပြီးတော့တံမိုးကြီးတဲ့မွေမျိုးစိတ်တွေလည်းရှိတာကြောင့်အစိုးရကနေမှောင်ဖို့သမားတွေမလာနိုင်ဖို့ပြိပင်ထားတာပါဒီကျုံးပေါ်ကိုတက်ခွင့်ရသူတွေကဘရာဇီးရေတပ်နဲ့အထူးရွေးချယ်ထားတဲ့လေလာရေးသမားတွေပဲဖြစ်ပါတယ်ဒီလိုကမ္ဘာအနှံ့ကထူးခြားဆန်းပြတဲ့အကြောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ပရိသတ်တို့ရေကျမတို့ရဲ့ဘတ်စ်မီဒီယာ channel လေးကို like and follow လုပ်ထားပေးနိုင်ပါတယ်ရှင် ပြည်သက်တို့ရဲ့လိလာမှုတွေအရလူအများစုဟာဘိုးဒအိမ်သားတွေအသုံးပြုတဲ့အခါအိမ်သားအဖုံးကိုမပိတ်ဘဲရေဆွဲချတတ်ကြတာကိုတွေ့ရှိခဲ့ကြပါတယ်။ဒီအပြုတ်မှုကဘလောက်တောင်ဆိုးွားလဲဆိုတာကိုမသိတဲ့အပြင်ဒီလိုလုံးမိလို့လည်းဘာမှထူထူထူမဖြစ်ဘူးလို့တောင်ထင်ခဲ့ကြတာပါ။ဒီအယူအဆကိုတိုက်ဖြတ်ဖို့အတွက်အိမ်သုံးသန့်ရှင်ရဲ့ထုတ်ကုန်တွေရောင်းချနေတယ်။နမည်ကျော်အမှန်တရစီတစ်ခုဖြစ်တဲ့ဟာဘစ်ကနီးပညာပိုင်းကောင်းမွန်တဲ့ကင်မရာတွေအသုံးပြုပြီးတော့အိမ်သားဖုံးပိတ်ဘဲရေဆွဲချပုံကိုရိုက်ကူးပြခဲ့ပါတယ်။ ။အဲ့ဒီအချိန်မြင်လိုက်ရတာကအဖုံးမပိတ်ပဲရေဆွဲကြတဲ့အခါအိမ်သာဖွဲ့အတွင်းကဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေဟာခြောက်ဝေကွာထိပြန်ပြီးတော့လွင့်စင်ထွက်လာတာကိုတွေ့ရှိခဲ့ကြပါတယ်။နီယောက်ပုံအရဆိုရင်အိမ်သာတွေကနေနောက်ဆုံးမီးရှို့မီးပန်းတွေဖွာထွက်နေတယ်လို့ပါပဲ။တကယ်တော့ဒါဟာအိမ်သာကွက်အတွင်းထည့်သွင်းထားတဲ့လေပြားပိုးအတွင်းကပြန်ကန်ထွက်လာတဲ့အရေးဆက်တွေကိုတွေ့မြင်ရတာပါ။လူပေါင်း2000လောက်စစ်တမ်းပြုလုပ်ကြည့်တော့လေဒီလိုအနေရတွေရှိတယ်ဆိုတာကိုမသိလို့အိမ်သာဖုံးဖုံမပိတ်ဘဲရေးဆွဲချလေးရှိတယ်လို့ဖြေကြားခဲ့ကြပါဗျ ီလိုမျိုးအသိပညာပေးရိုက်ကူးမှုဟာကျန်းမာရေးကဏ္ဍအတွက်ကောင်းမွန်ထည့်ရောက်မှုရှိစေတယ်လို့အများစုကထောက်ခံခဲ့ကြပါတယ်။အိမ်သာအသုံးပြုပြီးရေးဆွဲချတဲ့အခါအဖုံးမိတ်ဖို့အတွက်ကမ်ပိန်းတွေပြုလုပ်ဖို့အထီတောင်စီစဉ်ခဲ့ကြပါသေးတယ်။ဒီလိုလေးကိုအဆုံးမကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။အမေရိကန်နိုင်ငံကကမ်းခြေတစ်ခုမှာ TV အစီအစဉ်တစ်ခုရိုက်ကူးထုတ်လွှင့်နေပါတယ်။အဲ့ဒီအစီအစဉ်ထဲမှာဇနီးမောင်နှံနှစ်ယောက်ဟာသူတို့ပိုင်ဆိုင်တဲ့အပန်းဖြေအင်းကြောင်းကိုပြောပြနေပါဗျ။အဲ့ဒီအချိန်နယူးယောက်မြို့က ဆရာဝန်တယောက်ဟာ TV ကြည့်နေတစုံတစ်ခုကိုသတိထားမိသွားပါတယ်။ TV လဲကအမျိုးသမီးရဲ့လေပင်မှာကြီးမားတဲ့အကျိတ်လုံးတစ်ခုရှိနေပါတယ်။ဒီဆရာဝန်ကလေချောင်းအထုခုဖြစ်ပြီးတော့အကျိတ်ကိုမြင်လိုက်တာနဲ့ကင်းစာအကျိတ်ဆိုတာတန်းသိသွားပါတယ်။သူကချက်ချင်းပဲ TV အစီအစဉ်တွေကအမျိုးသမီးကိုဖုံးဆက်ပြီးတော့အကြောင်းကြားခဲ့ပါတယ်။စစ်စစ်ကြည့်လိုက်တဲ့အခါအမျိုးသမီးရဲ့လေပင်ထဲမှာတိုင်းရိုက်ကင်းစာဖြစ်နေတာကိုသိလိုက်ရပါတယ်။အမျိုးသမီးအနေနဲ့ဆရာဝန်ရဲ့အချိန်မီအတိပေးမှုကြောင့်စောစောစီစီဆေးကုသမှုကိုခံယူနိုင်ခဲ့ပါတယ်။ ဒီအကြောင်းကိုလူတွေသိသွားတော့ဆီယဝင်ရဲ့အမကန်းဆွမ်းဆောင်ရည်ကိုအတိအမှတ်ပြုပေးခဲ့ပါတယ်နောက်ပိုင်းမှာအမျိုးသမီးဖြစ်သူနဲ့ဒီဆရာဝန်တို့အပြင်မှာတွေ့ဆုံခဲ့ပြီးတော့အမျိုးသမီးဘက်ကကျေးဇူးတင်စကားပြောကြခဲ့ပါတယ်။ TV ပေါ်မှာစက္ကန့်ပိုင်းလောက်ပေါ်လာတဲ့အကြိမ်လေးကိုကြည့်ပြီးတော့ကင်ဆာဖြစ်ကြောင်းပြောပြနိုင်ခဲ့တဲ့ဆရာဝန်ရဲ့ပညာကတော့အတော်လေးချီးကျူးစရာကောင်းနေခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးမကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။